ကဲပြအောင်လအန်ဆန်ကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားကြောင်း KSW ပိုင်းရှင်ကအတည်ပြုလိုက်ပြီးလေးဖြစ်ပါ ರಿ ။ပိုလန်အခြေဆိုင် promotion ကြီးဖြစ်တဲ့ KSW ကတော့အောင်လအန်ဆန်ကိုအတော်လေးစိတ်ဝင်စားနေပါ ರಿ ။ KSW ပိုင်းရှင်ကအောင်လအန်ဆန်ကလုံးဝကိုသူတို့အတွက်စိတ်ဝင်စားစရာကောင်းတဲ့ခေါ်ယူခြင်းစိတ်ဖြစ်ပေါ်စေတဲ့ပုံရိပ်မျိုးကိုပိုင်းဆိုင်ထားကြောင်း KSW ပိုင်းရှင်ကပြောပါ ರಿ ။ဟုတ်လေဟုတ်တယ်ဗျအောင်လအန်ဆန်ဆိုတာ one championship မှာတကယ်ကိုမှပြီးရင်သူဖြစ်ခဲ့တယ်။ social media ပေါ်မှာလေ follower ကသန်းနဲ့ချီပဲ။ညမသနိုင်က လုံးကတော့လူဦးရေသန်း90ကျော်ကသီးတဲ့သူမျိုး။ဆိုတော့ Kiss Blue ကတော့ online answer ကိုခေါ်လိုက်လို့ရှိရင်သူ့ရဲ့ပုံရိပ်ကတတော်လေးကိုကြီးမားသွားမှာဖြစ်တယ်။ဒါကြောင့်မလို့ခေါ်ချင်နေတာဗျ။ Kiss Group ပိုင်ရှင်ကတော့သူနဲ့ One Championship ကြာကစာချုပ်ကဒီနေ့ကုန်ပိုင်းအထိရှိနေတုံးပါပဲတဲ့ဗျာ။သူနဲ့ကျွန်တော်တို့အဖိသက်သဘောတူညီမှုရမလား။ ပရိသတ်တွေမြင်ချင်းနဲ့မာမဲနဲ့ပွဲဖြစ်လာမလားဆိုတာကတော့စောင့်ကြည့်ကြတာပေါ့ကျွန်တော်ဘက်ကတော့ဒီထက်ပိုပြီးတော့မပြောနိုင်သေးဘူးဆိုပြီးတော့ပြောလာခဲ့တာပဲဖြစ်ပါတယ်ဒီလိုချိန်မှာပဲ one championship ဘက်ကနေအောင်လန်အန်ဆန်သူတို့အဖွဲ့အစည်းတွေကနေထွက်သွားမှာစိုးလို့နော်အောင်လန်အန်ဆန်အနေနဲ့ဆက်လက်ပြီးတော့ one championship မှာဆက်ရှိနေခြင်းသေးရင်သူတို့အနေနဲ့လက်ခံပြီးတော့စားချုပ်ကိုစဉ်းစားမှဖြစ်ကြောင်းဒါစကားပြစ်လာတာကိုကျွန်တော်နေနေတွေးရတယ်ဗျာနော်အောင်လန်အန်ဆန်ကလောလောဆယ်မှာ one championship မှာသူ့ဘဝရဲ့နော် နောက်ဆုံးထူပွေးကြီးကိုထူဖို့တော့စောင့်ဆိုင်နေတာပဲဖြစ်ပါတယ်။လာမယ့်နှစ်လအတွင်းမှာအွန်လန်းအဆိုင်ရနောက်ဆုံးထူပွေးကြီးကိုမြင်ရမှာပါ။ဒါပြီးလို့ရှိရင်တော့အွန်လန်းအဆိုင်က KSW promotion ကိုသွားနိုင်ပါတယ်။ KSW ရဲ့သူ့ရဲ့ fighter တွေအပေါ်မှာဆက်ဆံတဲ့ပုံစံကိုအွန်လန်းအဆိုင်ကအရန်ကိုသဘောတူမိကြောင်းဝင်းကအင်တာဗျူးမှာဝန်ခံထားတာကိုလည်းတွေ့ရပါတယ်နော်။ World Championship နဲ့ဆိုင်တော့ဒါသူ့ရဲ့ fighter တွေအပေါ်မှာလေးလေးဆဆဆက်ဆံတဲ့ပုံစံမျိုးကိုပြောသွားရေပေါ့ဗျာ။ ဒါမေးသိရမလား online ascent ဆိုတော့ one championship မှာတကယ်ကိုမှဒါနေရာရလာခဲ့တဲ့သူဗျာဆိုတော့ one championship ပေါ်မှာ online ascent ကသူ့တဘွားလုံးကြီးကဒီမှာပဲဆော့လာတွေကကြတော့ရန်ကုန်မှာတိုင်ရုံးစင်ရှိတယ်နော်ဒါမေး kiss blue ကဒါ online ascent ကိုသူကြီးများများလေးနဲ့ပေါ့ဗျာဒါထိုးကြီးများများလေးပြီးမယ်ဆိုရင်တော့ online ascent ကသွားနိုင်ပါတယ်နော်ဒီလိုချိန်မှာပဲ one championship ရဲ့ CEO ဖြစ်တဲ့ chatri ကတော့ online ascent ကိုမျိုးသက်သက်ဖြစ်နေတဲ့ပုံစံပေါက်နေပြီလေဖြစ်သွားတယ်ဗျာ